ကဲဒီနေ့ကတော့ကြက်သားဓာတ်ပေါက်ကိုအိမ်မှာအလွယ်ချက်နေလေးနဲ့ကျမဘယ်လိုချက်ခဲ့တာလဲဆိုတာကိုအားလုံးတွက်လာပြီးတော့မှမျှဝေပြလိုက်ပါမယ်။အလွယ်ချက်နေဆိုတဲ့အတိုင်းပဲကျမကထမင်းပေါင်းဦးနဲ့ပဲချက်ခဲ့ပါတယ်။အရင်ဦးဆုံးဝင်လာတဲ့အိမ်ချက်လီတွေကိုကျမအရသာနေပါမယ်။ဂျပန်ရသားမဟုတ်တခြားစားနေပိငံပြရဲ့အကြီးငံပြရဲ့နဲ့ခယူစီထဲပါတယ်။ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့က တက်တာကိုပို့ပြီးတော့မှနူဤကအောင်လို့တင်ကျင်လေးပါအနေနဲ့ထည့်ခဲ့ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒါတွေကိုနှံ့သွားအောင်နေပေးလိုက်မယ်ပြီးရင်တော့ရေခဲတက်တာထဲမှာနှစ်နိုင်ရနေသုံးနိုင်နှက်ထားပေးလိုက်ပါမယ်ရှင်အသားတွေကိုနှက်ထားနိုင်တဲ့အချိန်ကြာလေးအရသာကအသားတွေကိုပူစိတ်ဝင်လို့ပို့ပြီးတော့မှစားကောင်းပါတယ်ကဲချက်တာရင်စားချက်ပါမယ်စီထဲမယ်ပြင်းတော့တင်ရွယ်ဒီရတော့တစ်ချက်ဘူးခောင်းနဲ့နက်နက်ဖွင့်လင်းင်းဖွင့်အနေနဲ့ထည့်ပြီးတော့မှစိတ် ထားတဲ့ချက်ပြုံးချက်ပြုံးဖြူနဲ့မင်းမုံနဲ့ခွဲချမ်းမုံတို့ကိုထည့်မှာဖြစ်ပါရဲ့ရှင်ဒီနေရာမှာအယောင်တင်မုံစားတဲ့သူကအယောင်တင်မုံထည့်ပေါ့နော်ခုနကနှက်ထားတဲ့စက်တာလေးတွေကိုပါထည့်လိုက်ပါမယ်ရှင် ပြီးရင်တော့သူ့ကို အနှင်းငယ်မှုပြီးသွားပြီဆိုလို့ရှိရင်ကျမက ရေလေးပါအနှင်းငယ်ထည့်ပြီးတော့မှခဏချက်ထားပြီးလိုက်ပါမယ်။ဒါပြီးရင်တော့ဒီအိုးကိုပို့ပြီးတော့မှနူးမြအောင်လို့ကျမက ထမင်းပေါင်းအိုးထဲမှာပြောင်းပြီးတော့ချက်လိုက်ပါတယ်ရှင်။ pressure cooker ရှိတဲ့သူက pressure cooker နဲ့လည်းချက်နိုင်ပါတယ်ရှင်။ကဲကျမတို့ drum out ထမင်းစားလုပ်ဖို့အတွက် ထော်ပတ်ထည့်မယ်။ပဲကိုအရင်ကြော်ပါမယ်ရှင်။ပဲကတော့ကျမစိတ်ကြိုက်ပဲမျိုးစုံကိုကျမအသုံးထားတယ်။ပဲနီပဲစိပဲပြုတ် ပဲဒါတွေအကုန်လုံးပေါ့နော်မုံလာဥနီလေးပါထည့်ပြီးတော့မှမွေးသွားအောင်ကြော်ပြီးလိုက်တယ်တံမောက်ဆန်ကြော်ဖို့အတွက်ကရဝေးရွက်တစ်ချက်ဘူးခေါင်းနက်နက်ပွင့်နဲ့လင်းညင်းပွင့်တို့ကိုထည့်လိုက်ပါတယ်ထောပတ်လေးပါအနေနဲ့ထည့်ပြီးချက်သွန်လေးပါထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့ကျမတို့စီးထားတဲ့တံမောက်ဆန်လေးတွေကိုထည့်လိုက်ပါမယ်တံမောက်ဆန်ကတော့ကျမကရေမစိမ့်ပါဘူးဒီတိုင်းပဲစီးပြီးတော့ထည့်လိုက်တယ်ပေါ့နော် ပြီးွားရင်တော့စားနေတဲ့ကြားအနေနဲ့ထည့်လိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ပေါင်းအိုးထဲမှာပြောင်းပြီးတော့မှချက်ပါမယ်ရှင်ရေကို ော့ကိုွယ်တဲ့စံတစေရဲ့အညွန်းထဲကအတိုင်းကိုပဲကျမကတုံခဲတာဖြစ်ပါတယ်ရှင်။ကဲဒါဆိုလို့ရှိရင်ခဏကဓာတ်မောက်ထမင်းလေးလေးချက်ထားတာကျက်ပြီးဆိုတော့ကျမကကြော်ထားတဲ့ပယ်လေးတွေကိုပါထည့်ပြီးတော့မှနှံ့အောင်မွေပြလိုက်ပါတယ်။ကျက်သားဟင်းလေးတွေကိုလည်းစီပြန်လာတဲ့အထိချက်ပြီးတော့မှဓာတ်မောက်ထမင်းထဲကိုကျက်သားဟင်းအနည်းရဲ့အရသာတွေပို့ပြီးတော့မှဝင်သွားအောင်လို့ကျမကဟင်းနှစ်လေးနဲ့ကျက်သားလေးနဲ့ရောပြီးတော့မှနောက်ထပ်15မိနစ်မြင့်20လောက် မှတ်ထားပေးလိုက်တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်တော့အရင်စားကောင်းတဲ့ကြက်သားတံပေါက်လေးရရှိလာပါပြီ။သူ့ကိုအီပြေဖို့အတွက်တရက်ချင်တုပ်လေးနဲ့ရောစားအရင်ကောင်းပါတယ်ရှင်။ဒီနီးလေးကတော့ကျမအိမ်မှာကိုယ်တိုင်ချက်စားတဲ့နီးဖြစ်တဲ့အယောင်ဆိုးဆွေးတွေလုံးဝမတုံပါဘူးရှင်။အားလုံးကိုကျေးဇူးပါ။ Bye bye.